မိသားစုဝင်တွေကိုရုတ်ရက်ဆုံးရှုံးလိုက်ရတာကြောင့်ကြံရစ်သူမိသားစုတွေယူကြုံများဖြစ်နေကြပါတယ်။ဆုံးဆုံးလေးလေးနဲ့ရှိခဲ့ဒီမိသားစုဟာစကန့်ပိုင်းအတွင်းမှာပဲစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တကွဲတပြားဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်ညနေ9နာရီဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲတောင်တပ် PSOF ထင်တွေထိန်းချုပ်ထားတဲ့ကြောက်မဲမြို့ပေါ်လူနေထူထပ်တဲ့ရက်ွက်တွေတဲ့ကို ဂျက်လီရင်နဲ့နှစ်ကြိမ်ဘုံချဲချခဲ့ပါတယ်။စစ်ကောင်စီရဲ့ဘုံချဲတက်ခတ်မှုကြောင့်ကြောက်မဲမျိုးရက်ွက်ခွနဲ့ရက်ွက်၃ကအရက်သားလေးဦးသေဆုံးခဲ့ပြီးကလေးငယ်အပါဝင်၁၄ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေထဲမှာရက်ွက်ခွရှိစံပြသမင်းဆိုင်ကဒေါ်ထလထွေးနဲ့တားဖြစ်သူကိုတီဟနိုင်တို့လည်းပါဝင်ပါတယ်။ ။ဘုံကျဲတက်ခတ်ခံရပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွက်လုပ်ပြီးခဲ့တဲ့နာရေးကူညီမှုအသင်းရဲ့တာဝန်ရှိသူဦးဖြိုးမြတ်စွေကခုလိုပြောပြပါဗျ။ပြီးလျှောက်သွားတော့အမှဘယ်လိုပြောမလဲ။လုံအောင်ကြပြီးသွားပြီ။ကြပြီးတော့လမ်းပေါ်မှာပုတ်တယ်။အဲတစ်အပိုင်းအစားတွေတန်နေမှန်ခွဲတွေကြွေပြားတွေပေါ့အကုန်လုံးကဒီလမ်းမော်အထိပြန့်ကျဲနေအဲ့ဒါလေအရင်ရှင်းပေါ့ရှင်းပြီးမှဒီတိတ်ဆုံးနဲ့ တရံရတဲ့လူတွေအရင်စေခံဖို့ပြီးမှပေးတဲ့ဓာတ်ပုံကြီးထုတ်တုတ်တောင်ဖို့သူတို့ကလေရင်လာတော့ဘယ်လိုပြောမလဲလုံချုံအောင်ဝင်ပြေးကြတာပေါ့ဝင်ပြေးတော့တနေရာထဲမှာပဲအကုန်လုံးတနေရာထဲမှာသေးရဒီချိုးကန်းလို့တော့ပြောတယ်အဲ့ပေါ်ကဆလက်ပြားတွေရောအုပ်ပြားတွေရောအကုန်ပြီးပြီးတော့တော်တော်လေးကိုခေါ်ကြီးခေါ်ထုတ်ရတယ်တခြားအဖွဲ့တွေရောပေါ့ဗျကျွန်တော်တို့တစ်ခွက်လည်းမဟုတ်ကျွန်တော်မိဖက်အသင်းတွေရောအကုန်ပေါင်းပြီးတော့ခေါ်ရတာပေါ့ဒါတော့မှမနေ့က၃လောင်းမဲရတယ် ကြံတဲ့တလောင်းကိုဒီနေ့မနက်မှရဒီနေ့မနက်ထပ်ခေါ်ရအောင်ဒီဒီနေ့မနက်ခေါ်တဲ့တယောက်ကတော့တော်တော်အောက်ဆုံးမှာကိုပြီးတယ်တော်တော်လေးခေါ်ကြည့်။တယောက်ကတော့အကောင်အတိုင်းတိုင်ရနည်းနည်းပေါက်ပြေးတာလောက်ပေါ့။တယောက်ကယောက်ျားလေးတယောက်ကခေါင်းမရှိတော့ဘူး။အဲဒီနေ့မနက်မှရတဲ့တယောက်ဆိုလည်းခေါင်းမပါဘူး။လက်တွေခြေတွေလည်းအကုန်တစားစီပေါ့။ပိုက်လည်းပွင့်တယ်။တေဆုံးသွားသူတွေထဲမှာနောင်ချိုတိုက်ပွဲကြောင့် ကြောက်မဲဘက်ကိုဆစ်ရှောင်လာတဲ့နောင်ချိုမျိုးဈေးရက်ွက်ကဒေါ်လာရင်နဲ့ဒေါ်လာသိန်းဆိုသူတို့လည်းပါဝင်ပါတယ်။တိုက်ပွဲကြောင့်အသက်ဘေးကနေလူမြောက်ဖို့ကြောက်မဲမျိုးနယ်ဘက်ကိုဆစ်ရှောင်လာခဲ့ကြပေမဲ့သူတို့တွေကမကောင်းကြပါဘူး။အဲတိတ်ဆုံးလာတော့အခုဆို၄ယောက်ပေါ့၄ယောက်။အဲဒီ ancient ၂ယောက်ရဲ့ ethnic ၂ယောက်ဒီတန်ရန်ရတာတော့၁၄ယောက်လောက်ရှိနေပြန်။နင်းနဲ့ဒီမှာဆုံးလာတာဒီဘုံကြောင့် ဟုတ်မလားဒေချောင်းပြန်ချောင်းစုံသွားတာပေါ့စစ်ပွဲရှောင်နေတယ်။ဥအောင်ဝင်းဟာစံပြတ်သမင်းဆိုင်ပြီးမှဆိုင်ငယ်ပြုပြင်ရေးဆိုင်ဖွင့်လှစ်ထားပါတယ်။လေချောင်းတက်ခတ်ခံရတဲ့အဲ့ဒီနေ့မှာချွေးမဖြစ်သူသွဲကြုံနေချင်းဖြစ်တာကြောင့်အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။လေချောင်းတက်ခတ်မှုကြောင့်ဥအောင်ဝင်းရဲ့နေအိမ်ခေါင်မိုးတွေနဲ့မျက်နှာကျက်တွေပြက်စီးခဲ့ရပြီးပြန်လည်ပြုပြင်နေရပါတယ်။စစ်ကောင်စီလေချောင်းတိုက်ခိုက်ခြင်းဦးအောင်ဝင်းကသူမြင်တွေ့ခဲ့ရတဲ့ခြေနေတွေကိုအခုလိုပြောပြထားပါတယ် ရှိမှမလို့တော့လေကျွန်တော်ကစိုက်မှာအလုံးလုံးနေတန်းလားဆိုအတန်အကျယ်ကြီးပောက်ပွဲပြီးမြူသွားတော့ဟိုကဘယ်လိုဟိုသတိမထားမိတဲ့ပုံပါလန့်သွားတာပေါ့နော်လန့်တော့အဲ့နဲ့အဲ့တလုံးကွဲတော့လင်ရင်ကထပ်ပြီးတော့ဝဲနေတော့ကိုယ့်ရဲ့ဟိုကကလေးမြီးပေါ့မြီးရဲ့ချွေးမရဲ့အဲ့ကောက်တီတွင်းဘက်ကိုသွားလည်ခိုင်းလာတာအဲ့တော့စိတ်ဘူးလို့လိုက်သွားတဲ့အချိန်မှာအဲ့မေဖူတာတောင်ချိန်လာရောက်တော့လမ်းကြည့်တော့နောက်လင်ရင်ကနောက်ထပ်ရော့ကက်တလုံးကိုဟိုကပစ်ပလိုက်တာ ပြစ်ပလိုက်တဲ့အချိန်မှာအာကျွန်တော်အိမ်ရှိမှာဟာငါကလေးတွေငါမီးတွေငါစိုးရိမ်လုံသမားကလေးတွေလည်းရှိတယ်စိုးရိမ်ပြီးမှဟိုကလာတဲ့အချိန်မှာပွဲသွားပြီးသားတော်တဲ့ကလေးကလည်းဒါအကြီးကလည်းဟိုဘက်အင်းင်းတော်ဘက်သူ့ရဲ့အမျိုးသမီးနဲ့ကလေးအဲ့ဘက်သွားတက်တယ်ဆိုတော့လိုက်လိုက်ကြည့်ရလိုက်ပေါ်နေတဲ့အချိန်ပေါ့နော်ကျွန်တော်ကလည်းဟိုဘက်ကိုသွားနေတဲ့အချိန်ဆိုကျွန်တော်နှစ်ယောက်ကပြစ်လိုက်တာကိုကျွန်တော်ကတော့မျက်မြင်ကိုယ်တွေ့မြင်လိုက်တယ်အဲဒီကြခွဲတဲ့အချိန်တော့ဘယ်မှမရှိတာဘူးပေါ့နော်ကိုယ်ကလေးလည်းအဲ့အချိန်မှာမြီးချွေးမှာက ဟိုအပေါ်ဘက်ကနေသူကဆင်းလာတာဆင်းလာပြီးအိမ်ထဲကိုအကွဲအကွဲအကွဲဆိုတော့ကလေးတွေတော့ပုံလွတ်သွားတယ်ဒါပေမဲ့အိမ်ထဲကဟိုဟာတွေကကျွန်တော်မျက်နှာချက်တွေအပေါ်လုံးကွာလာတယ်နောက်မြို့ကြောင်ထိသွားတယ်နောက်နောက်မှာခိုင်းမိတာလည်းအများကြီးပေါ့ကိုဖက်ပကန်းနေအပေါ်လုံးဒသကြီးချိန်မွားပြီးကွဲသွားတယ်အဲ့ဒါပဲတိလိုက်တယ်စံပြသမင်းဆိုင်ရာမိသားစုဝင်တွေကတော့လုံခြုံမယ်လို့ယူဆရတဲ့ရေချိုးခန်းတွေကိုပြေပုံရင် စစ်ကောင်စီတပ်ကသူတို့ပြေးပုန်နေတဲ့ရေချိုးကံပေါ်တက်တက်ကိုဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်တည်ဆုံးခဲ့ရပါတယ်။စံပြထမင်းဆိုင်မိသားစုအိမ်နဲ့အိမ်ခမရဲစံပြခမရဲနောက်စံပြရဲ့အနောက်မှာအိမ်တည်းရှိတယ်။အဲ့အိမ်ကလည်းပြက်စီးတယ်။ဆိုင်နောက်သူ့ရဲ့စံပြရဲ့ကိုပိုင်အိမ်ရဲ့နောက်တဲ့အိမ်မှာဒီဟိုဟာအဲ့မှာနေနေတဲ့အိမ်ကရှိတယ်။အကုန်လုံးပြက်စီးသွားတယ်သူတို့လည်းပြင်ရတယ်။ နောက်ပြီးတော့သူ့ရဲ့အနောက်မှာစီဆက်ရှိတယ်စီဆက်လည်းခေါင်းမိုးလွယ်ကွန့်သွားတယ်သူ့ရဲ့ဟိုမြောက်ဖက်ပေါ့နော်စီဆက်ရဲ့မြောက်ဖက်မှာရှိတဲ့အိမ်တွေလည်းမှန်နေပါလေအုံကွဲသွားတယ်ဟိုပျက်စီးသွားတာပေါ့နောက်စီစီဆက်ရဲ့မြောက်ဖက်ကဒီဘက်ဘေးကအိမ်ကဟိုကုံမာဆိုင်ရှိတဲ့အိမ်ကလည်းမိတော်လောင်နေဟိုဟိုပျက်စီးသွားလည်းများသွားတယ်ဆက်နိုင်တော့ဘောခဲတွေတော့ခေါင်းမိုးပေါ်မှာလဲတော့မှအများကြီးပဲအများကြီးပဲနောက်ပြီးတော့ဒီနားစိမ့်ဆိုစိမ့်ဆိုကဟိုက ကလေးမတယောက်ဆိုနေဘာမှမဆိုင်အိမ်ထဲနေရပြူလာရောအစမှန်သွားတာပဲပဲအချိန်ဖြစ်သွားလဲမသိဘူးဒီမလေးမှာစေတပ်ဖို့ဆုံးသွားသူတွေရဲ့နာရီကိုပြီးခဲ့တဲ့ဇွန်လ25ရက်မှာပြုလုပ်ခဲ့ပြီးကြောက်မဲမြို့ခံတွေကပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်စစ်ကောင်စစ်တပ်ဟာတိုက်ပွဲဖြစ်ွားတာမရှိပဲပြည်သူလူထုတွေကိုပြမဲ့ထားတိုက်ခိုက်နေတာလို့ဒေတာခန့်တွေကပြောကြပါတယ်ပြီးခဲ့တဲ့ဇွန်လ29ရက်မနေ့စောပိုင်းတနာရီဝန်းကျင်မှာလဲ ကြောက်မဲမျိုးရက်ခွက်ခုံမြောက်ကုန်းရှိဆောက်လို့ရေယုံကိုစစ်ကောင်စီတက်ကချက်လျင်နဲ့ဘုံထက်မှန်ကျဲချတိုက်ခိုက်ခဲ့ပြီးအရက်သားသူတေဆုံးကနှူးဒဏ်ရာရခဲ့ပါတယ်။ကြောက်မဲမျိုးကို PSOF ချင်းအဝေးထိန်းချုပ်ပြီးနောက်2024နိုဘာလ30ရက်ကနေဒီနှစ်ဇွန်လကုန်အထိစစ်ကောင်စီတက်ကလေကြောင်းတိုက်ခိုက်မှုခုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးရှင်ပြည်မြေရရှိထားတဲ့စီးရင်ရာခုနလနီပါတွင် စ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောက်မဲမြို့နယ်ကအရက်သား16ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ49ဦးထိရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာလက်လွတ်ထားရတဲ့နေရာတွေကိုစီရင်နေနဲ့ပြန်မတိုက်ယူနိုင်ပေမဲ့လေကြောင်းအသုံးပြုပြီးရက်သားတွေကို ပြင်မဲ့ထားတိုက်ခိုက်တာတွေတော့ဆက်တိုက်ပြုလုပ်နေပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတံကိုမကြာခဏခံနေရတဲ့ကြောက်မဲဒေသခံတွေကတော့ထိတ်လန့်မှုတွေကြားဆက်လက်ရှင်တန်နေရအောင်မှာဖြစ်ပါတယ်